ကဲနျူကလ িয়ার ဆက်ပွဲတွေကြောင့်ကဘာကြီးကတော့ပြတ်တော့မလားမသိဘူးဒီနေ့ပဲရုရှားသမ္မတပူတင်ကနေပြီးတော့သူတို့ဒီရုရှားအနေနဲ့လည်းပေါ့နော်နျူကလ িয়ার ဆန်တဲ့မှုတွေမိုးတဲ့ပြန်လည်ပြီးတော့ဒါအစတင်ကောင်းစတင်ရမှာလိမ့်မယ်ဆိုပြီးတော့သူ့ရဲ့ဒီကွန်ကြီးဌာနသက်ဆိုင်ရာတွေကိုအမိန့်ပေးလိုက်တယ်နော်ဒီကောင်လေးလည်းအပေါင်းလေးနှိမ့်တယ်နေပြီးစိတ်ပန်ရှဲလောက်ခံထိုင်ပါရဲကဲဒီနျူကလ িয়ার ဆက်လန်ကနေဘယ်ကနေစပြီးဖြစ်လဲဆိုတော့ပြီးခဲ့တဲ့လအောက်တိုဘာပေါ့နော်လတော့ကဒါသမရာကြီးတော်နဲ့ trend ကသူကဒီ အာရှကိုသွားတဲ့ခရီးစဉ်တွေမှာသူပြောခဲ့တယ်ပေါ့နော်ဒီတခြားနိုင်ငံတွေကပေါ့နော်ဒီနျူကလ িয়ার လက်နက်တွေကိုဒါလေဝင်ပြီးတော့စမ်းတမ်းနေရဆိုပြီးသူကဆွဆွဲပြီးတော့အမေရိကန်နိုင်ငံနိုင်ငံအနေနဲ့လည်းဒီနျူကလ িয়ার လက်နက်တွေကိုပြန်ပြီးတော့အာပေါ့နော်စမ်းတမ်းဖို့အတွက်ပြင်ဆင်မှာဆိုပြီးတော့သူရဲ့ဒီအာအမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန Department of War ကိုသူအမိန့်ပေးခဲ့တယ်နော်တကယ်တမ်းကနျူကလ িয়ার ဒီစမ်းသပ်တာကို1992ခုနှစ်ကတည်းကအမေရိကန်ကဒါရပ်တန့်ထားခဲ့တာအခုဒါနောက်ဆုံးပေါ့နော် နိုဝင်ဘာ9ရက်နေ့မှာအမေရိကန်လေတပ်ကနေပြီးတော့ဒါဒုံးကျည်တစ်စီးကိုသူတို့စမ်းသပ်ခဲ့တယ်ပေါ့နော်။သူတို့ပြောတာကတော့ဒါနျူကလ িয়ার ပောက်ကွဲမှုကိုစမ်းသပ်တာမဟုတ်ပဲနဲ့တဲ့။ဒုံးကျည်ပို့ဆောင်မှု12ရက်စွမ်းရည်ကိုစစ်ဆေးတဲ့ပုံမှန်စမ်းသပ်မှုဖြစ်တယ်လို့ပြောခဲ့တယ်။အဲ့လိုမျိုးနောက်ပိုင်းမှာပဲဒီရုရှားဆမ်မရာပူတင်ကဒီ6ရက်နေ့မှာပဲအဲသူတို့နိုင်ငံကလည်းဒါလိုအပ်တယ်ဆိုရင်နျူကလ িয়ার စမ်းသပ်မှုကိုပြန်လည်စတင်ဖို့လိုအပ်ပါမယ်ဆိုပြီးသူကညွှန်ကြားခဲ့တယ်ပေါ့နော်။ အမေရိကန်နဲ့ရုရှားကတော့ဆန်းစပ်မှုတွေလုပ်ခဲ့မယ်ဆိုရင်နောက်ဆက်တွဲဒီတရုတ်ကလည်းလုပ်လာမှာဖြစ်ပြီးတော့နောက်ဒီနောက်ထပ်ဒီဂျပန်နဲ့တောင်ကိုရီးယားတို့ကလည်းဒီနျူကလ িয়ার ဆန်းစပ်မှုတွေလုပ်ရမယ်ဆိုပြီးတော့နျူကလ িয়ার လက်နက်တွေတီထွင်လာနိုင်တယ်ပေါ့နော်အဲ့တော့ကမ္ဘာကြီးကတော့နျူကလ িয়ার အန္တရာယ်ကိုထိုင်ကပုံတလုံးလိုမျိုးဒါဖြစ်နေပြီပေါ့နော်အချိန်မွေးထဖြစ်သွားနိုင်တယ်ဒီလိုနိုင်ငံကြီးတွေကြားမှာရှိတယ်ပေါ့နော်နျူကလ িয়ার ကန့်တက်ရေးသဘောတူစာချုပ်ကလည်း2026ပေါ့နော်ဖေဖော်ဝါရီဆိုပုံနေအဲ့တော့စတန်တိုမတိုးဆိုတာလည်းမသိချဘူးပေါ့ ခဲအဲ့တော့ဒီလိုအခြေအနေကြီးမှာကဘာကြီးကတော့ဒါနျူကလ িয়ার အန္တရာယ်ကိုပြန်လည်ပြင်ဆင်ရအောင်ရှိရဲဆိုတာဖြစ်ပြီးတော့အင်အားကြီးနိုင်ငံတွေရဲ့အားပြန်ဆိုင်မှုကနေပြီးတော့ကဘာလုံးကနျူကလ িয়ার ကြောင့်ပြကြသွားနိုင်တယ်ဆိုတဲ့အန္တရာယ်တွေဖြစ်ပေါ်ရလို့မြင်ပါတယ် So Russian President Vladimir Putin just ordered his ministers and top generals to prepare for possible new Russian nuclear tests. Now that's potentially huge news. It's been decades since the Russians conducted a nuclear explosion and they are of course a nuclear superpower. So I got in touch with Putin's spokesman, and he immediately sent me what he called an important clarification. Listen in. But I want to draw your attention to one very important thing. So, we are not starting preparations, we're just investigating whether it is necessary to start preparations.